ဝယ်လက်ခန်းထဲမှာတီဗီရိုက်ခွဲပြပြီးတဲ့နောက်အမရင်ကိုမန်နက်တဲ့ကစားမားတွေကြောက်ရွံ့လေးစားသွားခဲ့ကြ။မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်ကတင်ဆက်နေပါတယ်။ဒီကနေ့ရာသီတုန်းကမန်ချက်စတာယူနိုက်တက်နေပြဖြစ်တာလာပိုင်းမဲ့ရှိသေးတဲ့ရူဘင်အမရင်ဟာဒီဇင်ဘာလအတွင်း၅ဝယ်ရင်းနှင်းခဲ့ပြီးတော့ဇန်နဝါရီလမှလည်းပြန်မလာနိုင်ခဲ့ပါဘူး။အိုးထက်ဖို့မှာယူနိုက်တက်ကစားမားဟောင်းဒန်နီဝဲဘက်ရဲ့သွင်းကိုအန်နီအိုနာနာရဲ့မဟာအမားရီနဲ့ဘရိုက်တန်ကို3-1အရေးနိုင်ပြီးတဲ့နောက်အမရင်ရဲ့ပြဿနာတွေကပုံပုံဆိုးဝါးလာခဲ့ပါတယ်။ဘော်ဂီနီပြဟာဝယ်လက်ခန်းထဲမှာလည်းသူ့ရဲ့ဒေါသတွေကိုမထိန်းနိုင်တော့ပါဘူး။ အရှက်ရဝဲအင်ကွင်းရှုံပွဲအပြီးဝဲလဲကန်းထဲမှာကစားမတွေကိုစကားပြောချိန်မှာတီဝီကိုရိုက်ခွဲလိုက်တယ်လို့သိရပါတယ်။နမကြီးတယ်လီဂရက်သတင်းဌာနကနေကုဒပတ်တွင်းမှာဆောင်းပါးတစ်ခုမှာအခုလိုရေးသားထားပါတယ်။လက်ထက်ကစားမတွေကဇန်နဝါရီလလယ်မှာ Brighton ကို3-1နဲ့အရင်းနှိမ်ပြီးတဲ့နောက်မြိုက်တွေဝိုင်းနေတဲ့ Emory ကအိုးထပ်ဖို့ဝဲလဲကန်းတွေကတီဝီကိုရိုက်ခွဲပြလိုက်တာကိုမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ကြရပါတယ်။ဒီပြားကိုအလိုမျိုးမြင်တွေ့လိုက်ရတဲ့ကစားမတွေဟာအတော်လေးအံ့အားတင်သွားခဲ့ကြပါတယ်။ဒါပေမဲ့ချို့က MRI ရဲ့စိတ်ခံစားချက်ပြင်းထန်ပုံကိုနားလည်သွားခဲ့ကြပြီးတော့ သူ့ပေါ်လေးစားမှုတွေဖြစ်ပေါ်လာကြတယ်လို့យေတာထားတာတွေ့ရပါတယ်။ Emory ရဲ့ဒေါသကြီးပုံကိုဇန်နဝါရီလတုန်းက Everton နဲ့ပွဲစဉ်မှာလည်းခန်းစားကြည့်လို့ရပါတယ်။ Goodison Park မှာပထမပိုင်း B2 စီးနဲ့ရင်းနေနေချိန်မှာ Emory ကအဝေးတဲကန်းထဲကိုခဏပဲတွားရောက်ခဲ့ပြီးတော့ Queen Bee က Corridor မှာပဲအချိန်များစုထိုင်နေခဲ့လို့သိရပါတယ်။လက်ထောက်နေပြား Darren Fletcher ကိုပဲအဓိကစကားပြောစီခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ United ကအနောက်ကိုပြန်သွင်းနိုင်ခဲ့ပြီးတော့2-2ဒေရလက်ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။